ရှင်ပထမတစ်ပိုင်းမှာပေါ့နော်ရှင်ရွေ့မှုအာရှိမ့်မှုပေါ့နော်ရှိမ့်မှုနဲ့ရွေ့မှုနဲ့မျိုးရှိရမှာရှင်ပထမတစ်ပိုင်းမှာရှိမ့်မှုပြပြခဲ့ပြီးအခုကရှင်ရွေ့မှုပေါ့နော်ရွေ့မှုဆိုတော့ပြပါလို့ဆိုတော့တလားတရာပေါ့နော်ဟုတ်ပြီဒါလေးကရှင်ပြန်တန်လိုက်ထကြည့်မယ် A ကရှင်အာလို့တန်အတန်ထွက်တယ် A ရ A O ကရှင် O ပေါ့နော် A O E ရ A A O E I ကရှင် E လို့တန်ထွက်တယ် E U ကဟုတ်ရှင်မသိလို့ရှိရင်မြန်မာလို့လိုင်းမန်လို့ရတယ်ပေါ့နော် r o r g u လို့ဆိုယူပေါ်မှာအသက်နဲ့ဆက်တင်လာလို့ရှိရင်ယူလို့တန်ထွက်တယ်ယူ r o r g u ယူဟုတ်ပြီနော်နောက်ရှင်းနောက်ထပ်ပြန်သွားမယ် a i က i e i က a u i က way i a way မနော်ဆို i a way a o a o u a o i u a young အရှင်းမှတ်ရမယ်နော် u i u 音，v i u 音，u。徐妈妈生的生的是婴儿奶糖的音，主要是把娃语音弄出来，咬个好娃，嘴都弄出来没？i e a z z e a r。我是哪里好变出来表没？a o e i u y i a v a o u j j。 error ဟုတ်ပြီနော်ဆိုတော့ normal ပြင်ကြည့်မယ် an ဆိုတော့ဒီသွားစီရေပေါ့နော် an an e i ကအိအိ i n ယင်းယင်း u i ကဝင်းဝင်းဟုတ်ပြီနော် an a ယင်းဝင်းအဲ့ဒီ AN နဲ့အောက်က ANG နဲ့အတန်းအတူတူပဲဒါမှမဟုတ် ANG မှာကျတော့အာခေါင်တွေကလာတဲ့အတန်းနဲ့ဖက်မယ်။အရှင်နောက်ဆုံးမှာငှတန်လေးချုပ်နေပါတော့ on on ing ကအောင် ing ကအိန်အိန် ing ကယင်ယင် ong ကအုံးအုံးမတူเนาะဆိုတော့ quasi ရနဲ့အကောင်တွေကလာလာတဲ့တန်းဆိုကွဲပြောင်းပြန်ပြန်ဖတ်ပြမယ် an a ယင်ဒါကြတော့ on a ယင်ဟုတ်ပြီเนาะဟုတ်ပြီအစအစနဲ့ပြန်ဖတ်ပြမယ် a o r ယီဟူယွီအိုင်အိဝေအောင်အုံယုံရွေရေအန်အန်အိယင်းဝင်းအောင်အိယင်းအောင်ဟာဘီဒါဆိုဒီအောင်လဲပထမရှိမှုအားလိုမျိုးပဲပေါ့နော်ရွေးမှုလဲရေးပြီးမှကြက်ရမယ် EN တွေ့ရတဲ့ N ဆိုတာတန်းထွက်နိုင်ရမယ်။ဒါဆို I တွေ့ရတဲ့ E ဆိုတာတန်းထွက်နိုင်ရမယ်။ AO တွေ့ရတဲ့ အောင်ဆိုတာကိုတန်းထွက်နိုင်ရမှာပေါ့နော်တိဥစာမှာအဓိကကြီးအရှိန်မှုနဲ့ရွေးမှုနဲ့ကလောကအခြေခံပေါ့နော်ပြီးရင်တော့ရှင်အတန်တုံးကြီးရှိပေါ့နော်အတန်တုံးလေးကတော့ရှင်နောက်တစ်ပိုင်းမှာဆက်ပြီးပြောပြပါမယ်နော်ရှင်တရားလေးပဲအဲရင်းမြစ်ပါရှင်မြင်နာနဲ့ပေါ့နော်တန်းထွက်နိုင်အောင်ကြပါနော်တရားလေးပဲ R O R ဟုတ်ပြီရှင်တော့ဆုံးတစ်ခေါက်ပြန်ဖတ်ပြမယ် R O R G U U I A way O O U U ye yeah. er an ein yin wing an ein yin o ဟုတ်ပြီအဲ့ဆိုရင်ဒါရှင်အတန်တုံးလေးနဲ့ပတ်သက်တာကိုအဲနောက်တစ်ပိုင်းမှာဆက်ပြီးပြောပြပါမယ်